အာမခံထားဖို့ဘာတွေလိုအပ်လဲအာမခံထားခြင်းနဲ့လူတွေအတွက်လိုအပ်တဲ့အချက်လေး၃ချက်ကိုကျွန်တော်ဒီမှာမျှဝေပေးပါမယ်နံပါတ်၁ကတော့ insure တွေပဲ interest ဖြစ်ရပါ ရှိရပါကိုဒီအာမခံထားခြင်းနဲ့ပစ္စည်းအာမခံထားထားခြင်းနဲ့အရာ အမကန်ထားမဲ့လူအပေါ်မှာကိုက insurance ပဲ interest ရှိရပါ ကိုကနေ ကားတစ်စီးကိုအမခံထားတယ်ဆိုရင်ဒီကားမှာကိုက insurable interest ရှိပြီးအမှန်တကယ်ပိုင်ဆိုင်ရမယ်ဒီကားနဲ့ပတ်သက်လို့တခုခုဆုံးရှုံးမှုဖြစ်ခဲ့ရင်လည်းအမှန်တကယ်ဆုံးရှုံးတဲ့ဟာမျိုးကို insurable interest လို့ခေါ်ပါတယ်နံပါတ်1ကတော့အမခံထားနိုင်တဲ့ condition တခုခုရှိရပါအဲ့ဒါပါလဲဆိုတော့ကားအမခံဆိုရင်လည်းကားကြီးကမကောင်းမှုစုပ်ပြတ်တတ်နေတယ်ဒါမှမဟုတ်ရင်အိမ်အမခံဆိုရင်လည်းအိမ်က အခြေအနေမကောင်းဘူးပြိုပြက်ပျက်စီးနေတာမျိုးဆိုရင်လည်းအမဂန်ထားလို့မရပါဘူးဒါအပြင်အသက်အမဂန်ကြီးကျန်မာရေးအမဂန်ကြီးထားမယ်ဆိုရင်လည်းသူ့ရဲ့အမဂန်ကုမ္ပဏီရဲ့လက်ခံနိုင်တဲ့ condition ကျန်မာရေးအခြေအနေတွေရှိရပါနံပါတ်3အချက်ကတော့အရေးကြီးဆုံးပေါ့နော်အဲ့ဒါကပါလဲဆိုတော့အာမခံထားဖို့ပေးနိုင်တဲ့ပရီမီယံကြီးရှိရပါကိုသည်နှစ်စင်ပေးရတော့၎င်း တနည်းချင်းပေးရတော့လကောင်ဒီပေါ်မှာကိုယ့်ရဲ့တက်နိုင်တဲ့ premium ဖြစ်ရပါမယ်ဒီလိုမှမဟုတ်ဘူးအမကန် premium ကြီးမပေးနိုင်ဘူးဆိုရင်လည်း policy တွေပြတ်သွားတာမျိုးရှိတယ်လို့ကိုယ့်အတွက်လည်းအကျိုးမရှိအမကန် company အတွက်လည်း less ဖြစ်နေတာမျိုးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်အမကန်ထားမယ်ဆိုရင်ပထမဆုံး insurable interest ရှိရပါမယ်ဒုတိယတစ်ခုကတော့အမကန်လက်ခံနိုင်တဲ့ condition တွေရှိရပါမယ်တတိယတစ်ခုကတော့ pre pay ဆောင်နိုင်တဲ့ premium ကြီး premium ကြီးလည်း ပေးနိုင်ရမှာဖြစ်ပါတယ်ဒီသုံးခုတေချာပြီဆိုမှအမကန်ထားဖို့စာချုပ်ချုပ်ဖို့အမကန်ကုမ္ပဏီနဲ့အဆင်ပြေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်